်မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဆုံးမြမရွှေကောက်ဘဲသို့စောင်းကြည်လိလာသူတွေဆေးလုံရေးကိစ္စအာဆီယံဖွဲ့ဆွေးနွေးတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ် အာဆီယံဖွဲ့ဟာမြန်မာနိုင်ငံတို့လေးလာစောင့်ကြည့်သူတွေဆင်လို့ရေးကိစ္စဆက်လက်ပြီးဆွေးနွေးမယ်လို့မလေးရှားနိုင်ငံသားဝန်ကြီးမိုဟာမက်ဟက်ဆန်ကပြောပါရယ်မြန်မာနိုင်ငံမှာငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှုပြန်လည်ရရှိဖို့အာဆီယံဖွဲ့ရဲ့ကြိုးပမ်းမှုတွေကိုထိန်းချုပ်ရမှာဘုံသဘောတူညီချက်၅ရပ်ဟာအဓိကကျနေစေလို့သူကဆိုပါရယ်မြန်မာရွေးကောက်ပွဲဟာတရားမျှတမှုပွင့်လင်းမြင်သာမှုအားလုံးပါဝင်မှုနဲ့အများယုံကြည်လက်ခံမှုရှိရမယ်ဆိုတာအာဆီယံနိုင်ငံသားဝန်ကြီးတွေကဇူလိုင်လတွင်သဘောတူခဲ့ပါရယ်ရွေးကောက်ပွဲမတိုင်မီအားလုံးပါ ဝင်သောတွိတ်ဆောင်ဆွေးနွေးမှုပြုလုပ်ဖို့ကျွန်တော်တို့တိုက်တွန်းပါတယ်လို့၎င်းကသတင်းထောက်တွေကိုပြောပါတယ်မြမရည်ဖြေရှာရာမှာကြိုးပမ်းမှုတွေရှိန်မြင့်ဖို့နဲ့အာဆီယံအထူးကိုယ်စားလှယ်ရဲ့လုပ်ပိုင်ခွင့်ကိုတိုးပေးမယ်ဆိုကိုဆွေးနွေးခဲ့ကြတယ်လို့မိုအာမက်ဟဆန်ကဆက်ပြောပါရယ်။ငင်းချင်းရေးနဲ့တည်ငြိမ်မှုဦးစားပေးဖို့တောင်းဆိုမှုတွေရှိလင်ကစားရွေးကောက်ပွဲကိုဒီဇင်ဘာ28ရက်မှာပြုလုပ်မယ်လို့မြမစစ်ကော်မရှင်ကကြေညာခဲ့ပါရယ်။ မြန်မာနိုင်ငံရဲ့လူသားချင်းစာနာမှုအခြေအနေကိုဖြည့်ရှင်းရမှာအဖွဲ့ဝင်နိုင်ငံတွေမိဖက်တွေနဲ့ကုလသမဂ္ဂရဲ့ကုညီထဲဝင်မှုတွေကိုအာဆီယံအဖွဲ့ကအတိမဲ့ပြုခဲ့တယ်လို့၎င်းကဆိုကြောင်းသိရပါဗျ။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့စစ်ကောင်မရှင်ရဲ့ရွှေကောက်ပွဲအမှန်တကယ်မတားဆီးနိုင်တာလားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မြန်မာနိုင်ငံမှာအာဏာသိမ်းစစ်ကောင်ရှင်ဥဆောင်ပြီးအပိုင်းလိုက်စနစ်နဲ့အထွေထွေရွေးကောက်ပွဲကျင်းပဖို့ရပ်ပေါင်း60ကျော်သာကြန့်ရှိတော့တဲ့အချိန်မှာအာဆီယံနေနဲ့တားဆီးဖို့မဖြစ်နိုင်ဘူးလို့အလဲကျဥက္ကဋ္ဌမလေးရှားနိုင်ငံသားဝင်ကြီးကထုတ်ပြောလာပါတယ်။ ဒီဇင်ဘာနောက်ပိုင်းမှာကျင်းပဖို့ရှိနေတဲ့မြန်မာရွေးကောက်ပွဲကိုအာဆီယံကတားဆီးဖို့မဖြစ်နိုင်ပေမဲ့အားလုံးပါဝင်ပြီးပွင့်လင်းမြေသားတွေလွတ်လပ်များကြတဲ့ရွေးကောက်ပွဲဖြစ်စေချင်တယ်လို့မိုဟာမက်ဟဆန်ကအောက်တိုဘာ24ရက်မှာသတင်းထောက်တွေကိုပြောခဲ့တာပါရွေးကောက်ပွဲမှာမြန်မာနိုင်ငံကလူတချို့ပဲပါဝင်ခွင့်ရပြီးအခြားသူတွေကိုဖိထုတ်ထားတဲ့ရွေးကောက်ပွဲမျိုးမလိုလားကြောင်းနဲ့ဒီကိစ္စတွေကိုအာဆီယံခေါင်းဆောင်တွေထိပ်သီးစည်းဝေးမှာတင်ပြဆွေးနွေးသွားမယ်လို့သူကပြောကြားထားပါတယ် ချင်းမျိုးသားတက်ဦး CNF ပြောခွင့်ရ slide တက်နီကအတူရောင်ရွှေကောက်ပွဲကိုနိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ PR တွေထက်ဒေါ်လာရင်းအင်အားစုတွေအနေနဲ့ဆက်လက်ဆန့်ကျင်ကန့်ကွက်သွားရုံပဲရှိတယ်လို့ပြောပါရယ်ဒီစစ်ကုံရှင်ရဲ့အတူရောင်ရွှေကောက်ပွဲပေါ်အာဆီယံကနေမရက်တန့်ပေးနိုင်ဘူးလို့ဆိုပေမဲ့မထောက်ခံဘူးဆိုတာတော့သိကြပါရယ်ကျွန်တော်တို့အနေနဲ့ကတော့အာဆီယံပဲဖြစ်ဖြစ် UN ပဲဖြစ်ဖြစ်ဘယ်နိုင်ငံတကာအဖွဲ့အစည်းပဲဖြစ်ဖြစ်သူတို့ရဲ့ Orden PR တွေထက်ကျွန်တော်တို့ရဲ့အတူရောင်ရွှေကောက်ပွဲပေါ်ခံယူချက်ဥတီချက်ပေါ်ဆက်လက်ပြီးတော့အခိုင်အမာရှက်တည်ပြီး ်းဆက်လက်ဆက်ကျင်ကန့်ကွက်သွားရုံမရှိပါရဲတခြားရွေးချယ်စရာလမ်းတော့မရှိဘူးလို့ဆိုပါရဲအာနာသိမ့်မှုတွင်လက်နက်ကင်ဒေါ်လန်ကြီးအင်အားစုတွေရဲ့ခုခံဒေါ်လန်စရာအတိုင်းတာတစ်ခုတည်းရောက်ရှိလာခဲ့ပြီးစစ်တပ်ရဲ့တိုင်းစစ်ဌာနချုပ်တွေထိဝင်ရောက်တိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့တာပါဒါပေမဲ့တေယုတ်ဆိုးရရဲ့မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ဒီပေါ်ပြရပေးမှုနဲ့မြမရေချဝင်မှုကြောင့်တစ်တုံညာနေကုန်စစ်စင်ရေးဒုတိယပိုင်းပြီးကြေကရခိုင်ပြည်နယ်ကလွယ်ရင်ကြံဒေတာတွေမှာစီးရင်လှူရှာမှုအာရော်လာခဲ့ပါတယ် ဒီပေါ်စစ်ကောင်မရှင်ကအခွင့်ကောင်းယူပြီးပြေဝထိန်ချုပ်ထားနိုင်တဲ့နေမျိုးတွေမှာရွေးကောက်ပွဲကျင်းပဖို့ပြင်ဆင်ကလက်လွတ်ထားရတဲ့နေမျိုးတွေကအရေးပါတဲ့မျိုးတွေကိုပြည်သူစစ်မှုရန်အင်အားနဲ့တံပြန်ထိုးစစ်ဆင်လာနိုင်ခဲ့တာပါလာမယ့်ဒီဇင်ဘာ28ရက်မှာစတင်ကျင်းပမယ့်အပိုင်းတစ်အထွေထွေရွေးကောက်ပွဲမှာနိုင်ငံတော်ရှိတရားနှမျိုးနယ်မှာပြုလုပ်သွားမှာဖြစ်ပြီးချန်နယ်မျိုးနယ်တရားကိုတော့ဒုတိယကြိမ်အပိုင်းနှစ်ဖြစ်နောက်နှစ်ဇန်နဝါရီမှာကျင်းပဖို့ရှိနေပါတယ် ဒါအပြင်ရွေးကောက်ပွဲမကျင်းပနိုင်တဲ့56မြို့နယ်ကိုကြီးညာထားပြီးစေကောင်းဆောင်ကတော့နောင်တက်လာမယ့်အစိုးရအနေနဲ့မကျင်းပနိုင်တဲ့မြို့နယ်တွေကိုကြားပြတ်ရွေးကောက်ပွဲကာလမှာပြုလုပ်သွားဖို့စဉ်းစားထားတယ်လို့ပြောဆိုထားတာပါ။ ဒေါ်လာရင်းအင်အားစုတွေအားလုံးကတော့စိတ်ကော်မရှင်ကျင်းပါမယ့်ရွေးကောက်ပွဲကိုအတူရောင်ဖြစ်သတ်မှတ်ပြီးသူတို့ထိန်းချုပ်လှုပ်ရှားနေမြေတွေမှာကျင်းပါခွင့်ပြုမှာမဟုတ်တလို့ဆန့်ကျင်တိုက်ဖြတ်သွားမယ်လို့ထုတ်ပြောထားကြပါတယ်။စီရီယံဘူဂျီဇင်ယောကရွေးကောက်ပွဲကိုဒေါ်လာရင်းအင်အားစုတွေကဘလို့ပဲဖြစ်ဖြစ်စိတ်ကော်မရှင်ကသူတို့လှုပ်လို့ရနိုင်တဲ့နေမြေတွေမှာကွက်ပြီးလှုပ်သွားမှာဖြစ်တယ်လို့သုံးသပ်ပါတယ်။သူတို့စကားမှာရွေးကောက်ပွဲကတော့မဖြစ်နိုင်စရာအကြောင်းမရှိဘူး။ဘာလို့လဲဆိုတော့သူတို့လှုပ်တာသူတို့ဖြစ်အောင်လုပ်မှာပဲ။နောက်ဆုံးသူတို့စစ်တဲ့အတိုင်းဝိုင်းလေးမှရင်လှုပ်ပြီးသွား ါလဲရေကောက်ဘဲကပြီးပြီးဆိုတော့အတန်ကောင်းဟစ်ပြမှာပဲဒီဆေးဥစုအနေနဲ့ဘသူလက်ခံမလက်ခံ သူတို့စိတ်ဝင်စားဖို့လောလောဆယ်သူတို့ရဲ့မူကစူးစူးဆဲဆဲအပိုင်းတိရွေးကောက်ပွဲတပွဲပြီးဖို့ပဲအာယုံထားတာအဲ့ဒီတော့တပွဲပြီးသွားအောင်တော့လုံမှာပဲလို့၎င်းကဆိုပါတယ်ရွေးကောက်ပွဲကနေတဆင့်ပေါ်ထွက်လာမယ့်အစိုးရနဲ့လက်လွဲယူမယ့်စစ်ကောင်ဆောင်တွေဟာကြံလက်လွတ်နေမြေတွေကိုဆက်လက်ထိုးစစ်ဆင်ပြီးကြားဖြတ်ရွေးကောက်ပွဲလုပ်သွားမယ့်သဘောလို့သူကမှတ်ချက်ပြောပါတယ်စစ်ကောင်မရှင်ကတော့လက်ရှိရွေးကောက်ပွဲအကြိုကာလမှာမဲဆန္ဒရှင်အမည်စင်းနဲ့ဝင်ပြိုင်မယ့်ကိုယ်စားလှယ်လောက်အမည်စင်းတွေကိုတက်ဆိုင်ရမျိုးနဲ့ကော်မရှင်အဖွဲ့အစည်းတွေနဲ့ရ ဲချေးရုံတွေမှာကတ်ထားကြီးညာပြီးဖြစ်ပါတယ်။တစ်ဖက်မှာရွေးကောက်ပွဲအတွက်အီလက်ထရောနစ်မဲပေးဆက်အသိပညာပေးလုပ်ငန်းတွေနဲ့ ဝင်ပြိုင်ကြမဲ့ကိုစလေလောင်းတွေရဲ့စုဝေးဟောပြောခွင့်နဲ့မဲဆွယ်စည်းရုံးခွင့်တွေကိုလည်းလာမယ့်ရက်ပိုင်းတွင်စတင်ခွင့်ပြုပေးဖို့ရှိနေတာပါအာဆီယံကတော့အထွေထွေရွေးကောက်ပွဲဟာမြန်မာပြည်ထနာဖြည့်ရှင်ရေးအတွက်အပြည့်မဟုတ်ဘူးလို့ပြောထားပေမဲ့ဖြတ်သားတွေဆုံးဖြတ်ချက်နဲ့တူကန့်ကွက်ညှင်းပယ်တာတွေမရှိသေးပါဘူး Justice for မြန်မာကတော့အာဆီယံအနေနဲ့မြန်မာစစ်တပ်ရဲ့နိုင်ငံတကာရာဇဝတ်မှုတွေမှာကြံရပါပါဝင်ပတ်သက်မှုကိုဆုံးသက်ပြီးရွေးကောက်ပွဲကိုဆန့်ကျင်ဖို့လိုအပ်တယ်လို့အောက်တိုဘာ24ရက်နေ့ကတောင်းဆိုထားတာပါ အဲ့ဒီတောင်းဆိုမှုကိုအာဆီယံလက်ချောင်းဥက္ကဋ္ဌမလေးရှားနိုင်ငံကွာလာလမ်ပူမြို့တော်မှာအောက်တိုဘာ26ကနေ28ရက်ထိကျင်းပမယ်58ချိန်မြောက်အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီတောင်းဆိုလိုက်တာလို့ထုတ်ပြန်ထားကြောင်းသိရှိရပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းအကြောင်းကတော့အရှိတီမောနိုင်ငံအာဆီယံဖွဲ့ဝင်နိုင်ငံတွေဖြစ်လာမှုအမျိုးသားညီညွတ်ရေးအစိုးရကကြိုးဆိုမြန်မာအကြမ်းဖက်စစ်တပ်၏ကန့်ကွက်မှုများရှိခဲ့တော်လဲအဖွဲ့ဝင်ဖြစ်တီမောနိုင်ငံကိုအာဆီယံကတရားဝင်လက်ခံလိုက်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အာဆီယံဖွဲ့၏၁၁ခုမြောက်နိုင်ငံဖြစ်အရှိတီမောနိုင်ငံကိုယခုကျင်းပနေသည့်၄၈ချိန်မြောက်အာဆီယံထိပ်သီးအစည်းအဝေးလက်ခံလိုက်ပြီဖြစ်ပါသည်။ အောက်တိုဘာလ26ရက်နေ့မလေးရှားနိုင်ငံကွာလာလမ်ပူမြို့တွင်ကျင်းပပြုလုပ်နေသည့်58ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးတွင်လက်ခံလိုက်ခြင်းဖြစ်ပြီးအရှိတီမောဝင်ကြီးချုပ်ထံသို့အဖွဲ့ဝင်အသစ်ဖြင့်ဝင်ခွင့်ပြုမှုကိုတည်ယဝင်လက်မှတ်ရေးထိုးခွင့်ရရှိခဲ့ပြီးအာဆီယံ27ခုမြောက်အဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့ပြီဖြစ်ပါသည်။တီမောနိုင်ငံအနေဖြင့်အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်လာမှုပေါ်အမျိုးသားညီညွတ်ရေးဆိုရာ NUG ကနှွေးထွေးစွာကြိုးဆိုကြောင်းတည်ယဝင်ထုတ်ပြန်ကြေညာပါသည်။ ဒီမိုလစ်ဒေနိုင်ငံအနေဖြင့်အာဆီယံမိသားစုဝင်ဖြစ်လာတဲ့အတွက်နှွေးထွေးစွာကြိုးဆိုပါရယ်ဒီခန်းကဏ္ဍတစ်ကနေကျွန်ုပ်တို့ရဲ့ဒေတာရင်းစည်းလုံးညီညွတ်မှုနဲ့ပူးပေါင်းဆောင်ရွက်မှုကိုပုံမှုခိုင်မာစေဖို့စုမုံကောင်းတောင်းအပ်ပါရယ်ဟုအမျိုးသားညီညွတ်ရေးဆိုရာနိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်ကြေညာထားပါရယ် အရှိတီမော်လက်စတေနိုင်ငံမှာမြို့သားညီညွတ်ရေးဆိုရာ NUG ဆက်ဆံရေးယုံကိုတရားဝင်ဖွင့်လှစ်ထားပြီးတီမော်သမရာဟူစေးရာမိုဟော့တာကမြမအရေးကိုနိုင်ငံတကာတွင်ပွင့်ပွင့်လင်းလင်းထောက်ခံပြောဆိုခဲ့ပါတယ်။ အန်ယူဂျီနိုင်ငံခြားရေးဝန်ကြီးဒေါ်စမအောင်က2023ခုနှစ်နဲ့2024ခုနှစ်တွင်တီမောနိုင်ငံသို့သွားရောက်ခဲ့ပြီးနောက်နောက်ဆက်တွဲအနေနဲ့အန်ယူဂျီဆက်ဆံရေးယုံကို2024ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပါတယ်။အန်ယူဂျီဆိုရတာဝန်ရှိသူများကိုတီမောဆိုရသမရနဲ့ဝန်ကြီးချုပ်တို့ကအတိမတ်ပြုလက်ခံတွဲဆောင်သည့်အပြင်နိုင်ငံတကာအတွင်းလည်းအကြမ်းဖက်စစ်ကောင်စီအာဏာသိမ်းမှုကိုတီမောဆိုရကရှုံချကြောင်းထုတ်ဖော်ပြောဆိုထားပါတယ်။ အရှိဒီမိုတမရနယ်ဝင်းကြီးချုပ်တို့သည်မြမဒီမိုကရေစီအရှိအတွက်နိုင်ငံတကာတွင် ပေါ်ပေါ်ထင်ထင်ထောက်ခံအားပေးပြီးအမျိုးသားညီညွတ်ရေးဆိုရကိုလည်းတရားဝင်ထိတွေ့ဆက်ဆံနေခြင်းလည်းဖြစ်ပါရယ်အကြံဖက်မြမစစ်တပ်ကဒီမိုနိုင်ငံကိုအာဆီယံဖွဲ့ဝင်ဖြစ်ဝင်ခွင့်မပေးရန်ယခုနှစ်ဇူလိုင်လတွင်အာဆီယံဥက္ကဋ္ဌမလေးရှားထံသို့ စာရေးသားပေးဖို့ကန့်ကွက်ခဲ့တော်လည်းအရာမထင်ခဲ့ပေ